ိုင်းနိုင်ငံကနာမည်ကြီးရုပ်ရှင်ကုမ္ပဏီနဲ့အတူနာမည်ကြီးတရုတ်ဆောင်တွေနဲ့တရုတ်ဆောင်ခွင့်ရသွားတဲ့မြန်မာနိုင်ငံကပိုးမမီတာပြည်သက်များအလုံးမဲမိလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လဲကြိုးစိုးလိုက်ပါတယ် ဒီနေ့မှာတော့ကျမတို့မြန်မာနိုင်ငံအတွက်ဂုံယူစရာသတင်းကောင်းတစ်ခုကိုပရိသတ်ကြီးတို့နဲ့အတူတူမျှဝေခန်းစားခြင်းလို့ပါ။ဒါကတော့မြန်မာနိုင်ငံရဲ့ချစ်စရာကောင်းတဲ့အမင်းသမီးကျော်လေးပိုးမမီတာတယောက်အိန္ဒိယထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ GDH နဲ့လက်တွဲပြီးတော့နိုင်ငံတကာအဆင့်မီရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ခွင့်ရရှိသွားတဲ့သတင်းပဲဖြစ်ပါတယ်။ ပရိသတ်တွေသိကြတဲ့အတိုင်းမှာပဲ GTA ဆိုတာက Bad Genius, The Median တို့လိုမျိုးကဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုထုတ်လုပ်ခဲ့တဲ့ထိတ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။အခုရင်ကူမဲ့ရုပ်ရှင်ကားရဲ့နာမည်ကတော့ဂေါဟန်လို့ယာယီပေးထားပြီးတော့လူနဲ့ခွေးလေးတကောင်ဂျာကတန်ရုံးစဉ်ကိုအခြေခံထားတဲ့ဇလန်းပုံစံမျိုးလို့သိရပါဗျ။ ဒီကားမှာထိုင်းနိုင်ငံရဲ့ထိတ်တန့်လူငယ်တရုတ်ဆောင်တွေဖြစ်တဲ့ဂျိုအန်နဲ့ဂျင်ဂျက်ထူထနဝမ်တို့အပြင်ဂျပန်တရုတ်ဆောင်တအုပ်နဲ့အတူကျမတို့ရဲ့မြန်မာနိုင်ငံကိုစားပြုနေတဲ့မင်းသမီးကျော်လေးပုံမမီတာကရွေးချယ်ခံခဲ့ရတာပေါ့။ဒါဟာမြန်မာအနုပညာသမားရဲ့အတွက်ရောပုံမမီတာရဲ့အနုပညာသက်တမ်းအတွက်ပါကြီးမားတဲ့အမှတ်တိုင်တစ်ခုလို့ဆိုရမှာပါ။ပုံမမီတာကိုပရိသတ်တွေစတင်တည်ထောင်မိခဲ့တာကတော့အစိုးရဆိုင်ဆိုင်ခန့်လိုက်ရဲ့တင်္ကာရသချင်းတပုတ်ဆိုတဲ့ music video ကနေစတင်ပြီးဖြစ်ပါတယ်။သူရဲ့သဘာဝကြပြီးတော့ ဆရာကောင်းတဲ့တရုတ်ဆောင်မှုတွေမြင်သူတကာအေးချမ်းစေတဲ့အပြုံးလေးတွေကြောင့်အချိန်တိုတွင်းမှာပဲပြည်သက်ရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့သူပါ။ ပိုးရင်အာသာချက်ကတော့ရုပ်ရည်လေးကချက်စရာကောင်းရုံတင်မကပါဘူး။အရေးချင်းနဲ့အနုပညာအရေးချင်းဘက်မှလည်းထူးချွန်တဲ့သူတယောက်ဖြစ်နေလိုပါပဲ။ပရိသတ်ကြီးတို့အားလုံးအသိဖြစ်တဲ့အတိုင်းပဲသူကအနုပညာရှင်တယောက်ဖြစ်တယ်လို့တကယ်ကိုခက်ခဲတဲ့ဈေးပညာဘွဲကိုထူးထူးချွန်ချွန်နဲ့အောင်မြင်ခဲ့တဲ့ဆရာဝန်မလေးတယောက်လည်းဖြစ်ပါတယ်။အလားနဲ့ဉာဏ်ပညာပေါင်းစပ်ထားတဲ့ Beauty with Brain ဆိုတဲ့အသုံးအနှုန်းကပိုးမမီတာနဲ့အသင့်တော်ဆုံးပါပဲ။ဘုမမီတာရဲ့နိုင်ငံတကာအောင်မြင်မှုတွေကဒါပထမဆုံးတော့မဟုတ်ပါဘူး။ လုံငင်းတဲ့2024ခုနှစ်တုန်းကလည်း Sparkle House ဆိုတဲ့ဇလန်တွဲနဲ့အာရှအဆင့်အနုပညာထူးချွန်စုပေးပွဲကြီးတစ်ခုဖြစ်တဲ့ ASEAN Academy Creative Award မှာမြန်မာနိုင်ငံကိုစားပြု Best Actress in Lady Rose ဆိုပြီးဆုကိုဆုကူးနိုင်ခဲ့ပါတယ်။ဒါဟာမြန်မာတရုတ်ဆောင်မင်းသမီးတယောက်အတွက်အင်မတန်ကိုဂုဏ်ယူစရာကောင်းတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးတော့သူနဲ့တရုတ်ဆောင်အရေးအချင်းဘလောက်ထိအထူးကျွမ်းနေဆိုတာကိုနိုင်ငံတကာကအသိအမှတ်ပြုလိုက်တာနဲ့အတူတူပါပဲ အခုလိုမျိုးနိုင်ငံတကာကအသိမပြုခံရတဲ့စုကိုရရှိထားပြီးရနောက်မှာတော့နောက်တစ်ဆင့်နေနဲ့အင်းဒီချင်းနိုင်ငံရဲ့အကြီးဆုံးရုပ်ရှင် production house ကြီးကနေပြီးတော့သူ့ကိုယုံကြည်စွာနဲ့ရွေးချယ်ပြီးတော့ဇက်ကားကြီးကိုရိုက်ကူးဖို့အတွက်ကန့်လန့်လာတယ်ဆိုတာကဘုမမီတာရဲ့စူးစမ်းမှုတွေအတွက်ထိုက်တန်တဲ့အောင်မြင်မှုတစ်ခုလို့ဆိုရမှာပါ။ဒီကိုဟန်ရုပ်ရှင်ကားကြီးဟာ2026ခုနှစ်မှာယုံတင်ပြသတော်မှာဖြစ်ပြီးတော့ဒီကားလေးယုံတင်တဲ့အခါမှာကျမတို့မြန်မာနိုင်ငံကအမင်းသမီးလေးတယောက်နိုင်ငံတကာကနာမည်ကြီးတယောက်ဆောင်နေတဲ့အတူဘလောက်တိပြပြင်အောင်တ ရုပ်ဆောင်နိုင်မလဲဆိုတာကိုရှင်းကုံစွာနဲ့စောင့်ကြည့်ရမှာပါ တရားမြင်မှုဟာပိုးမမိတာတယောက်တည်းသွက်တာမကကျမတို့မြန်မာနုပညာလောကအတွက်ပါနိုင်ငံတကာကိုထိုးဖောက်ဖို့တကားတစ်ချက်ပွင့်သွားတယ်လို့ပါပဲအနာဂတ်မှာလည်းပိုးမမိတာလို့အရေးချင်းရှိတဲ့မြန်မာနုပညာရှင်တွေနိုင်ငံတကာဇက်ခုံစင်မြင့်ပေါ်မှာပုံပုံမြင်တွေ့လာရဖို့အတွက်မျှော်လင့်ရင်းနဲ့မင်းသမီးကျော်လေးပုံမမိတာအတွက်ကျမတို့ရဲ့ page ကနေအထူးပဲဂုဏ်ယူကြောင်းမှတ်တမ်းတင်လိုက်ပါတယ်။ပရိသတ်ကြီးတို့လည်းပုံမမိတာရဲ့ဒီအောင်မြင်မှုပေါ်မှာဘယ်လိုခံစားရလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။